အားလုံးမင်္ဂလာပါကျွန်တော်ကလွေမဲဖြစ်ပါတယ်အခုဗီဒီယိုမှာတော့အားလုံးကြည့်ကြရင် Minecraft ရဲ့ core တစ်ပါးဖြစ်တဲ့ CRE Hero Brand ရဲ့အကြောင်းပြပတ်သွားမှာဖြစ်ပါတယ်ဆိုတော့မစခင်မှာကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ကုန်မိပါနဲ့ပမ်ကျူးဆိုရင်လည်းဗီဒီယိုလေးတွေကို VPN လေးနဲ့ကြည့်ပေးစေချင်ပါတယ်ဆိုတော့ဆက်လိုက်ရအောင်မြက်လုံးတစ်ခုလုံးအဖြူအောင်ဖြစ်နေပြီးတော့ Steam နဲ့တူတဲ့ဇက်ကောင်တစ်ခုကိုနောက်30ဝန်းကျင်ခုနဲ့တွေ့ရ Minecraft player ရဲ့ရှာမှာဟိုနေရာမှာတွေ့ရတဲ့ဒီနေရာမှာတွေ့ရတဲ့ဟိုကြီးကျော်ဖြစ်ခဲ့ပါတယ်အဲ့ဒီအရာတွေကလည်းလူပြောများလာပြီးတော့ ဒီလိုအဖြူအောင်မျက်လုံးနေနဲ့စွမ်းအမြင်ဇက်ကောင်က Hero Brine ဆိုပြီးတော့တကဘာလုံးမှာစိတ်ဝင်စားခံရဆုံးစိတ်ကူးရင်ဇက်ကောင် Creeper Star တကူဖြစ်လာခဲ့ပါတယ်။ဘာလို့စိတ်ကူးရင်ဇက်ကောင်လို့ပဲပြောရလဲဆိုတော့ Hero Brine ကို Minecraft ဘက်ကတကယ်မရှိကြောင်းတရားဝင်ထုတ်ပြန်ထားလို့ပါ။ဒါပေမဲ့ဒီကဘာလုံးက Minecraft player တွေကြောင့်မှတော့ Hero Brine တကယ်ရှိရမရှိဘူးဆိုတာအခုချိန်ဒီလူပြောများနေဆဲဖြစ်ပြီးတော့ Hero Brine ရဲ့နာမည်ကလည်းမိမိမသွားဘဲနဲ့အခုထိအထင်ရှားဆုံးဇက်ကောင်တစ်ခုဖြစ်နေသေးပါပဲ ။ချို့သူတွေက Hero Brian ကို Minecraft Fundy တူ Notch ရဲ့တည်ဆုံသွားတဲ့ညီငယ်ဖြစ်တယ်ဆိုပြီးတော့ပြောနေကြပါတယ်။ဒါပေမဲ့ Notch မှာကတည်ဆုံသွားတဲ့ညီငယ်မရှိဘဲမားတယောက်ပဲရှိရမလို့သူကိုယ်တိုင်ကလည်း Hero Brian ဆိုတာတကယ်မရှိကြောင်းပြောကြထားပါတယ်။ဒါပေမဲ့ Minecraft player တွေကနားချလို့ကိုမရပါဘူး။ဆိုတော့ Hero Brian ရဲ့ပုံစံကိုပြောရရင် player ဖြစ်တဲ့ Steam နဲ့တပုံစံနဲ့ဖြစ်ပြီးတော့သူ့ရဲ့မျက်လုံးတွေကလုံးလုံးဖြူအောင်ဖြစ်နေတာပါ။ပြီးတော့ Hero Brian က player ကြီးတောနယ်ကြီးတွေကိုရောက်လာရင်အဲ့ဒီတောနယ်ကြီးတွေတွေကနေပြီးတော့ထွက်လာတယ်လို့ပြောကြပါတယ်။ ဘလူးပဲထွက်လာထွက်လာ Hero Brain ဆိုတာပလီယောက်တို့ကပြီးဖို့ပါပဲ Hero Brain က powerful ဖြစ်တဲ့ကောင်တကောင်ဖြစ်တဲ့အတွက်သူထွက်ပေါ်လာရင် block တွေကိုစိတ်ချချေလေလို့ရတဲ့စွမ်းအားတွေရှိပါတယ်အဲ့ဒီစွမ်းအားတွေနဲ့ပဲပလီယောက်တို့ကပြီးမှာပါ Hero Brain ရဲ့စွမ်းအားတွေကိုပြောရမယ်ဆိုရင်တော့ဒီကောင်ကတဏျာနဲ့တဏျာကိုလင်းမြန်စွာတလက်ပေါ်လုံးနိုင်တယ်အမြန်တော့ကလင်းထံမြန်တယ်ပြီးတော့ Minecraft ကဘာကြီးတကူလုံးကိုစိတ်ချချေလေဖန်တီးလို့ရတယ်ဆိုရယ်စွမ်းအားတွေကိုပိုင်ဆိုင်ထားတယ်လို့ပြောကြပါတယ်ဆိုတော့အဲ့လိုစွမ်းအားတွေနဲ့ဆိုရင် ဟီရိုဗိုင်းယာမိုင်းကရော့ဝိုင်းမှာရှိတယ်။ဆွမ်းအားကြီးတဲ့ကောင်တွေဆွမ်းအားမကြီးတဲ့ကောင်တွေတာမန်ကောင်တွေထက်အများကြီးတာပါလိမ့်မယ်။ပြီးတော့အဲ့ဒီလောက်ပေါ်ပေါ်ဖူးဖြစ်နေရင်မိုင်းကရော့မှာအကျဉ်းဆုံးမှုဖြစ်တဲ့သဘောတန်နေယူတောင် AC နိုင်ယူနိုင်ပါလိမ့်မယ်။ဟီရိုဗိုင်းရဲ့သဘောတန်ဘယ်သူအပူချမ်းလဲဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ထားပါတယ်။မကြည့်ရသေးရင်တွားကြည့်လို့ရပါတယ်။ဆိုတော့ကဘာလုံးက Minecraft player ရဲ့ရာမှာ Hero Brine ကတရားဝင်ဟုတ်ဟုတ်မဟုတ်ဟုတ်အကျဉ်းဆုံး strong ကအဖြစ်ဆုံး powerful အဖြစ်ဆုံးစိတ်ကူးရင်ဇက်ကောင်တစ်ခုဖြစ်နေပါတယ် စိတ်ကူးရင်ဇက်ကောင်တွေက Hero Brand တကောင်နဲ့လားဆိုတော့မဟုတ်ပါဘူး။တခြားစိတ်ကူးရင်ဇက်ကောင်တွေဖြစ်တဲ့ NTD 303 New The Shadow Hero Brand အစရှိတဲ့ကောင်တွေကလည်းစိတ်ကူးရင်ဇက်ကောင် Creepy Pasta တွေဖြစ်ပါတယ်။အဲ့ဒီထဲကတောင်ဖြစ်တဲ့ NTD 303ကလည်း Hero Brand နီးကျန်းတယ်လို့လူပြောများကြပါတယ်။ဘလောက်ကျန်းလဲဆိုရင် NTD 303နဲ့ Hero Brand ချရတဲ့ Theory Fan Edition တွေတော့မှအများကြီးပါ။အဲ့ဒါကိုလည်း Minecraft Player တွေအားလုံးသိကြမယ်ထင်ပါတယ်။စိတ်ဝင်စားရင်တော့ကျွန်တော် Video တစ်ပုဒ်လုပ်ပေးပါမယ်။ ဆိုတော့ဒီလိုစိတ်ကူးရင်ဇက်ကောင် Hugh Bryan ကို Minecraft ဝါးထဲမှာမြင်ရဖို့ဆိုရင် Hugh Bryan မှုရဲ့အဒန်တွေကိုတောင်းပြီးတော့ဒီကောင်ကြီးနဲ့တွေ့လို့ရပါတယ်။ Hugh Bryan နဲ့တွေ့ရင်တတိထားဖို့ကဒီကောင်ကိုလိန်မာရင်ကြီးလောင်ဓမ္မစကူးပို့လို့မရပါဘူး။ဒီကောင်က player တွေစီကိုတနည်းနည်းနဲ့ပေါ်ထွက်လာမယ်။အဲ့လိုပေါ်ထွက်လာရင် player တွေဒုက္ခပေးဖို့ပါပဲ။သူ့ရဲ့ဆွမ်းအားရင်း player ကိုတနည်းမဟုတ်တနည်းဒုက္ခပေးပြီးတော့တိုက်ခိုက်မှာဖြစ်ပါတယ်။ဆိုတော့အဲ့လိုအခြေအနေမျိုးမှာဒီကောင်ကိုအနိုင်ယူဖို့ကခက်ခဲပါတယ်။ဒီကောင်ကိုအနိုင်ယူရင်လည်းဆိုရင်တော့ဆွမ်းအားမြင့်မှုတွေလက်နက်မှုတွေထည့်ထားဖို့လိုပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ဒီကောင်ကဟိုနာပေါ်လာလိုက်ဒီနာပေါ်လာလိုက်နဲ့တင့်ကိုဖိနှိပ်သွားပါလိမ့်မယ်။ဆိုတော့ Hero Brain ကို Minecraft ဘက်ကနေပြီးတော့တကယ်မရှိဘူး။တရားမဝင်ဘူးလို့ပြောထားတာတောင်မှပြောခွင့်မသွားဘဲနဲ့အခုချိန်ထိအကျဉ်းဆုံးဆိုတဲ့စကားလုံးထက်တောင်ပူချမ်းတဲ့ကောင်တစ်ကောင်ဖြစ်နေသေးပါပဲ။သူတို့တကယ်ရှိမရှိလဲမသိဘူး။တာမန်တိုင်းဆိုလည်းမမြင်ရဘူးဆိုတော့ Hero Brain ကို Minecraft War ရဲ့ခေါ်တပါလို့ပြောလို့ရပါတယ်။ Minecraft ဘက်က Hero Brain ကိုတကယ်မရှိလို့ပြောထားပေမဲ့ Minecraft Movie ရဲ့မှာ Steve က Hero Brain ကိုမျက်လုံးဖြူအောင်ဖြစ်သွားတာကိုတော့အားလုံးသတိထားမိခဲ့ကြမယ်လို့ထင်ပါတယ်။ ဆိုတော့ Minecraft ရဲ့အကြမ်းဆုံး powerful အဖြစ်ဆုံးစိတ်ကူးရင်ဆက်ကောင် Hero Brian ရဲ့အကြောင်းကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ကြရတဲ့အားလုံးကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျွန်တော်ကတော့လွတ်ပါ